အားလုံးပဲမင်္ဂလာပါရှင်ကျွန်မအခုကတော့ရှာလက်ကာကြီးရဲ့အမခန်အတုံးဝင်ပုံလေးတွေကိုပြပြချင်ပါတယ်အင်တန်ရှင်ရေးပွဲစိတ်နဲ့အင်းဆက်ပူမာတွေမောင်းထုတ်ဖို့အပြင် တခြားဘာတွေအသုံးဝင်မလဲဆိုတာကိုပြပြပေးပါမယ်။ကျမတို့တွေအဝိရှော်တဲ့နေရာမှာယနေ့နေ့ဒီဆက်ပြအမှုရင်းနဲ့လေးကြာရှိခံမှုအတွက်အဝိရှော်တဲ့အခါရှာလက်သားရည်ကိုသပွဲတင်စွန်းတစွန်းနှစွန်းခန့်ထည့်လိုက်ပါ။အဝိတရားတန်ရှင်းမှုကြိုင်ပြီးအနံ့အသက်မထွက်တော့ဘူး။အရိတ်သေးလှမ်းမယ်ဆိုရင်တော့မှအဆင်ပြေတယ်။မိုးရင်းလိုမျိုးအချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့ ုံးကြည့်လို့ကောင်းပါတယ်။နောက်ပဝဲစိတ်အင်းဆက်ပုံမွားနဲ့အနောက်ဆက်ပေးရတဲ့တရဝါတွေကိုမောင်းထုတ်ဖို့အတွက်ရှာလကာကြီးကိုအိမ်ထောင်ကျိုးတွေသူတို့သွာလာနေတဲ့လမ်းကြောင်းတွေမှာလိုက်တုပ်ပြီးဒါမှမဟုတ်ရင်ရေဖြန်း ရေထည့်ပြီးတော့ဗောနော်ရေရေဖြန်းစေးပူလေးနဲ့ရောပြီးတော့ဖြန်းမိမယ်ဆိုရင်ဒီတတဝါလေးမလာနိုင်အောင်ကာကွယ်ပြပါလိမ့်မယ်။နောက်အပင်နေပိုးမွှားတံကာကွယ်ဖို့အတွက်ရှာလကာရေးစပွဲတင်စုံနှစ်စုံအရက်ဖြူစပွဲတင်စုံနှစ်စုံရေ2လီတာတို့ရောဆက်ပြီးတော့အရက်တွေကိုဆိုးရွှဲသွားအောင်ဖြန်းပေးလို့ရပါတယ်။မကြာခဏပြုလုပ်ပေးမယ်ဆိုရင်ပိုးမွှားတွေအကုန်ပျောက်သွားပါလိမ့်မယ်။သမင်းကိုနူးနူးညံ့ညံ့လေးနဲ့စားကောင်းစေဖို့အတွက်သမင်းမချက်ခင်မှာ ဆန်တစ်ခွက်ကိုလက်ဖက်ရည်စုံတစုံရှာလကာရည်ထည့်ပြီးလို့ရပါတယ်။ထမင်းဟာမှုေးပြီးတော့နူးညံ့ပြီးအကြာကြီးမပြတ်စီပဲနဲ့မတိုးပဲခံပါတယ်။နည်းနည်းလေးပဲထည့်တာမလို့အချင်တက်ကိုလည်းစိုးရင်စရာမလိုပါဘူး။နောက်အဖြူရောင်အဝတ်အစားတွေအဝါကွက်တွေဖြစ်နေရဆိုရင်ဒီအဝါကွက်တွေကိုဖယ်ရှားဖို့အတွက်အင်ကြီးကော်လန်ဒါမှမဟုတ်လက်ဒါမှမဟုတ်လို့ရှိရင်အဝတ်ဟောင်းတွေကဒီအဝါကွက်တွေများ ပေါ့နော်ဒီအဝါခွက်ဒီပေါ်ကိုရှာလကာကြီးလောင်းချပြီးတော့15မိနစ်ကနေမိနစ်30လောက်ထိထားပါပြီးတော့မှပုံမှန်အတိုင်းရှော့ဖို့ပြီးမယ်ဆိုရင်အစွန်းထင်းနေအများကြီးပို့ပြီးတော့လူလေးကူကူထွက်သွားပါလိမ့်မယ်နောက်ကျမတို့မှန်နေပေါ့နော်အိမ်မှာရှိရမှန်နေကိုကြီးနေတောက်ပစီဖို့အတွက်ရှာလကာကြီးနဲ့ပကံစီဆက်ပြာကိုဇာတူရောဆက်ပါနောက်ရေမှုဥနဲ့တို့ပြီးတော့မှန်ကိုတုတ်ပြီးမယ်ဆိုရင်ရပါပြီခဏထားမယ်ပေါ့နော်ရေမြုံနဲ့တုတ်မယ်ခဏထားမယ်မှန်ကိုတုတ်ပြီးလိုက်မယ်ဆိုရင်ရေစီး ချလိုက်မယ်ဆိုရင်တော့မှန်အစ်စ်တိုင်းပဲကြည်နေတောက်ပသွားပါလိမ့်မယ်။ကျမ်းမြင့်ကိုအနံ့အသက်တရားကင်းအောင်တိုက်ချုပ်ဖို့အတွက်ရှာလက်ကားရေးတစားကိုရေသုံးစားနဲ့ရောပြီးတော့ကျမ်းမြင့်ကိုတိုက်ချုပ်လို့ရပါတယ်။အနံ့အသက်တွေပျောက်ပြီးတော့ကျမ်းမြင့်ကလည်းတန်ရှင်းလာပါလိမ့်မယ်။ကျမတို့အိမ်သာကွက်ကိုတန်ရှင်းရေးလုပ်ဖို့အတွက်အိမ်သာကွက်ထဲကိုရှာလက်ကားရေးလောင်းထည့်ပြီးတော့10မိနစ်ကတနာရီထားပြီးတော့ brush နဲ့တေချာတိုက်ချုပ်ပြီးမယ်ဆိုရင် အခက်ခဲဆုံးဆုံးထင်းနေတဲ့ဆုံးထင်းနေကိုတော့မှလွယ်ကူကူကျွတ်သွားစီပါတယ်။ တကယ်လို့ဒီရှာလကာရဲ့အသုံးဝင်ပုံကိုမဆမ်းရသေးဘူးဆိုလို့ရှိရင်စမ်းကြည့်ဖို့အတွက်အကြံပေးပါတယ်။ရှာလကာရဲ့ဒပလင်းကဘလောက်တောင်မှကျမတို့တွေရဲ့တန်ရှင်းမှုအထောက်အကူပြုမလဲဆိုတာကိုစမ်းသပ်ကြည့်ဖို့အတွက်ကျမရဲ့ပရိသတ်ကြီးကို DVU လေးနဲ့မျှဝေပေးလိုက်ရပါတယ်။နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးဘုသူတရားစီရဲ့အကြောင်းအရာတွေကျမကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမရဲ့ channel လေးကို like subscribe follow လုပ်ခဲ့ပြီးမှမေ့ပါနဲ့အားလုံးကျေးဇူးများရေးတင်ပါတယ်ရှင်။